စကားများများပြောလေလေတမိုးနဲ့လေလေပဲအဲဒါကြောင့်စကားနဲ့သူပြပို့ပြီးတော့ဆွဲဆောင်မှုရှိတာကျွန်တော်တကယ်ချင်းနေတယ်မှာစကားနဲ့သူတယောက်ရှိတယ်သူက confidence ရှိပေမဲ့စကားလည်းနဲ့တယ်သူကစကားပြောတဲ့အချိန်ကျမှသာစကားပြောတယ်သူကစကားပြောပြီဆိုလို့ရှိရင်သူ့ရဲ့စကားလုံးတောင်တမိုးရှိအောင်ပြောတယ်အဲဒါကြောင့်သူစကားပြောပြီဆိုလို့ရှိရင်ဘယ်တော့မှသူ့ကိုမနှောက်ယှက်ဘူးအဲ့ဒီတိုင်းပဲကိုကစကားပြောတဲ့ခါဆိုလို့ရှိရင်ကိုရဲ့စကားလုံးတောင်တမိုးရှိအောင်ပြောမှသူရကိုပြောချင်တာကိုနှောက်ထောက်မှကျွန်တော်တကယ်ချင်းနေတယ်မှာအရန်စကားများတဲ့ကောင်လည်းရှိတယ်သူဆိုလို့ရှိရင်အရန်စကားများတယ်အမြင်နဲ့ policy policy နဲ့ မမေးပဲဖြေတယ်မမေးပဲနဲ့ဝင်ပြောတယ်အဲ့ဒီအချိန်မှာသူပြောတဲ့စကားဆိုလို့ရှိရင်ဘယ်သူမှတိတ်ပြီးတော့အလေးနဲ့မထားနိုင်ကြဘူး Rule number 1အများရဲမှဒါကိုကစကားများလေလေကိုယ့်ရဲ့စကားလုံးတောင်းမှုကရော့ကြလေလေပဲသူအများလေးစားအားကြတာခံချင်တယ်စောစောမရှိချင်တယ်ဆိုလို့ရှိရင်တော့ကိုယ်စကားပြောတဲ့စကားလုံးတောင်းတောင်းမှုရှိအောင်ပြောရမယ်အတိတ်ပဲပေါ့ပြောရမယ်စကားပြောလို့ရှိရင်အရင်မလောဘနဲ့ဒီအတန်ကိုတီးတီးငြိမ်လေးနဲ့ကြောတန်းအောင်လုပ်ရမယ်ဒီပုံစံအသားကျပါလေဆိုလို့ရှိရင်တော့လူရက်ကိုပို့ပြီးတော့အလေးနဲ့ထားရလိမ့်မယ်လူရက်ကိုပို့ပြီးတော့ respect ပေးလာလိမ့်မယ် နောက်တစ်ခု rule နဲ့မတူပါကြတော့သူတော်တော်များများမတက်ကြတဲ့အကျင့်တစ်ခုပေါ့နော်။တကားဝိုင်းတန်းမှာကျွန်တော်အမြဲတမ်းစောင့်ကြည့်နေတာတချို့လူကြီးလူကောင်းတွေတော့မတက်ကြတာမတက်ဘူးပေါ့။ဒီအမှားကြတော့